ီဇွဲလာတောင်းဆိုမှုအရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့စီဝေးကျင်းပဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဗနီဇွဲလာကတောင်းဆိုမှုအရကုလသမဂ္ဂနှုံချုံရေးကောင်စီ UNSC ဟာတောင်းချာနေမှာရေးပေါ်စီဝေးတခုကျင်းပခဲ့ပါတယ်။ဗနီဇွဲလာဟာကာရိဘီယံဒေသမှာပြိပခတွေဖန်တီးနေတယ်လို့အမေရိကန်ကိုဆွဆွဲခဲ့ပြီးမြို့ရေးစေဝါတိုက်ဖြတ်ရေးအမိခန်းကလက်နက်ကိုင်းတိုက်ခိုက်မှုမကြောင်ခင်ဖြစ်လာနိုင်ကြောင်းသတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်မီရိုစလတ်ချင်းကာကာထောတင်မာမှုတွေမြင့်တက်လာတဲ့အပေါ်စိုးရိမ်ချောင်းထုတ်ဖော်ခဲ့ပြီးနှစ်ဖက်စလုံးအနေနဲ့အသက်နိုင်ဆုံးထိမ့်သိမ့်သိမ့်သိမ့်ရှိကြဖို့နဲ့ငြိမ်းချမ်းပြီးအပြုသဘောဆောင်ထည့်ဆွေးနွေးမှုတွေလုံဆောင်ကြဖို့တိုက်တွန်းခဲ့ပါတဲ့ ဥလာသမတ်ကဆိုင်ယာရုရှားတမန်ကြီးဖြစ်ပြီး အော်တိုဘာလာအတွက်လုံခြုံရေးကောင်စီဥက္ကဋ္ဌဖြစ်သူဖက်စလီနီဗန်စီယာကလည်းအမေရိကန်ကိုဗီနီဇွဲလာအပေါ်ဖိအားပေးထားတွေချက်ချင်းရပ်တန့်ဖို့နဲ့မပြည့်စုံနိုင်တဲ့အမှားမျိုးကို မလုံမီဖို့တိုက်တွန်းပြောကြားခဲ့ပါသေး ကူလာသမတ်ကဆိုင်ယာဗီနီဇွဲလားသမတ်ကြီးဆမ်မြူရယ်မိုကာထာကတော့အမေရိကန်ရဲ့လုံရက်တွေဟာဗီနီဇွဲလားနဲ့ဒေသတစ်ခုလုံးရဲ့ငင်းချမ်းရေးကိုချင်းချောင်နေတယ်လို့ဆွဆွဲပြောကြားခဲ့ပါတယ်။သာတို့ဟာတိကျပြပြန်နေတဲ့ကိစ္စတွေမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံနဲ့ဒေသတစ်ခုလုံးရဲ့ငင်းချမ်းရေးနဲ့လုံခြုံရေးကိုဘုံမူကြီးထွားလာတဲ့ချင်းချောင်းမှုတွေပါလို့မိုဂါထားကပြောပါတယ် ဗီနီဇွဲလာကန်ယိုတန်နဲ့မိုင်းအနေငယ်အကွာမှာအမေရိကန်စစ်အင်အားစုတွေတိုးချဲ့ချထားမှုဟာမကြာခင်မှာလက်နက်ကိုင်တိုက်ခိုက်ခံရမှာကိုစိုးရိမ်စိတ်တွေတိုးလာစေတယ်လို့လဲဒုက္ခသတိပေးခဲ့ပါတယ်။ဗီနီဇွဲလာကိုစစ်ရေးအရာတိုက်ခိုက်မှုတခုမကြာခင်ဖြစ်လာနိုင်တယ်လို့ယုံကြည်ဖို့ဖြစ်နိုင်ခြေရှိပါတယ်။ဒါကြောင့်လဲကျွန်တော်တို့ဒီကိုရောက်လာတာပါလို့ဒုက္ခပြောပါတယ်။ မူကားအထာခနောက်ထပ်အင်းမမှုတွေမဖြစ်လာအောင်တားဆီးဖို့လုံခြုံရေးကောင်စီကို အရေးယူဖို့တောင်းဆိုခဲ့ပြီးဝါရှင်တန်အနေနဲ့ဗီနီဇွဲလားပြည်သူတွေကိုကျွန်တော်တို့ရဲ့နယ်မြေအတွင်းရောအပြင်မှာပါပြစ်မှတ်ထားနေပြီးဘလူသက်သေးမှမရှိဘဲချင်းချောင်းမှုတစ်ခုအဖြစ်တစိမ့်ကနေတယ်လို့ပြောခဲ့ပါတယ်မကြသေးခင်ကအမေရိကန်တပ်ဖွဲ့တွေဟာ ကာရီဘီယံဒေသကလှေလေးစီးကိုတိုက်ခိုက်ခဲ့လို့အရှက်သား20ဦးသေဆုံးခဲ့တယ်လို့သူကပြောခဲ့ပါတယ်။ ပြပခမရှိပါဘူးအမေရိကန်ဟာမူရည်စေဝါမှောင်ခိုကူးမှုတိုက်ဖြတ်ရေးဆိုတဲ့ပါယွန်းတဲ့အချောင်းပြချက်အောက်မှာပြပခတခုကိုဖန်တီးနေတာပါလို့မူခါထားကပြောခဲ့ပြီးတကယ်ရည်ရွယ်ချက်ကတော့နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီးတဘာဝအရှင်းအမြစ်တွေကိုထိန်းချုပ်ဖို့ဖြစ်တယ်လို့လဲထပ်လောင်းပြောကြားခဲ့ပါတယ်လို့သိရပါတယ်ရှင်